လက်တပ်ပြီးတာဝန်မယူခဲ့လို့ကန်နိုင်သွားတာကြောင့်တရဏဘောင်တွေဝင်သွားတဲ့ anonymous ပရိသတ်များလုံးမင်္ဂလာပါရှင်ဘာမစ်နောင်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ရုတ်တရက်ချက်ချင်းဆိုသလိုတာရဏဘောင်တွေကိုဝင်ရောက်သွားတာကတော့အစရော anonymous ဘောင်ဒီလိုမျိုးတာရဏဘောင်တွေကိုဝင်တာက anonymous တယောက်ကန်နေပြီးတော့ဇက်တိုက်နေမကောင်းဖြစ်နေရကြောင့်တာရဏဘောင်တွေကိုဝင်ရောက်သွားတာလို့သိရပါတယ် အမန်တကယ်မှလည်း anonymous က2025ခုနှစ်တနှစ်လုံးနီးပါးနေမကောင်းဖြစ်နေရပါအစောပိုင်းမှာတော့ anonymous တယောက်အတန်အိုးခွဲခဲ့တယ်လို့အခုချိန်မှလည်းအဆိုတော် anonymous ရဲ့အမျက်နှာတစ်ခုလုံးကဘူရီထားကငကိုရုပ်ပြောက်ပြီးတော့အရင်နဲ့မတူလောက်အောင်ပြောင်းလဲသွားတာဖြစ်ပါတယ်။ဒါကြောင့်လည်းတချို့ကဆိုရင်တော့အဆိုတော် anonymous ရဲ့ပြောင်းလဲသွားတဲ့မျက်နှာကြောင့် anonymous ကိုတောင်းမှတ်တောင်မှတ်မှတ်မိကြတော့ပါဦး။ ဒါအပြင် anonymous ကတော်တော်လေးကိုလည်းပိန်သွားခဲ့ရပါဟိုတလောင်းတော့ကလုပ်ခဲ့တဲ့ရှိုးပွဲမှာဆိုရင် anonymous ဟာတိကိုင်းကြောက်ကြီးစင်ပေါ်မှာတက်ကနေရကိုလည်းတွေ့ရပါတယ်အခုလိုမျိုး anonymous တဲ့တော်တော်လေးကိုကျမ်းမာရေးပြဿနာဖြစ်သွားတဲ့အပေါ်မှာပြည်သက်တွေကတော့တာမန်လို့ပဲထင်ကြပါရယ် ဒါပေမဲ့လည်းတချို့သောပရိသတ်တွေကတော့အဆိုတော် anonymous ဟာမိမယူမီလို့ကန့်နှိမ့်သွားတာဆိုပြီးတော့ပြောကြပါရယ်အထူးသဖြင့်တော့အဆိုတော် anonymous ကမိမယူပြီးတော့ချက်ချင်းကွာရှင်းခဲ့ရာကြောင့်ဖုံးကန့်နှိမ့်သွားခဲ့ရလို့ဆိုကြပါရယ်အားလုံးသိကြတဲ့အတိုင်းအဆိုတော် anonymous ဟာထားလိုက်ပါတဲ့ချင်းနဲ့ပရိသတ်တွေကြားထဲမှာအချိန်တိုအတွင်းအောင်မြင်ကြကြခဲ့ရပါ ဒီမတိုင်ခင်ကတော့အစိုးရအနော်နီမန်ဆိုတာကတာမန်ဆက်ယုံဝန်ထမ်းလေးတယောက်ဖြစ်ပေမဲ့ထားလိုက်ပါသချင်းထွက်ပြီးရဲ့နောက်ပိုင်းမှာနိုင်ငံကျော်အစိုးရဖြစ်သွားခဲ့ရပါဒီလိုမျိုးတနိုင်ငံလုံးကပြည်သက်တွေကတဲတဲလုံးချင်းနေကြစေးမှာမနေ့ကဒီလိုချိန်မှာပဲအစိုးရအနော်နီမန်တယောက်ကောက်ကာငင်ကနဲ့မိမယူသွားပါတယ်ဒါကြောင့်လည်းအားလုံးကအင်အားသင့်ခဲ့ရပါတယ် အစောတော့ anonymous ယူထားတဲ့မိန်းမကတော့သူတို့ရဲ့ဇာတိမျိုးလေးကထက်အေဇလီဆိုတဲ့မိန်းကလေးလို့သိရပါဗျ။ဒါပေမဲ့အစောတော့ anonymous မိန်းမယူတာကိုအနော်တို့မိဘတွေဘက်ကတော့သဘောမတူခဲ့ရပါ။ဒါကြောင့်လည်းအစောတော့ anonymous ဟာမိဘဆွေမျိုးမပါဘဲနဲ့မိင်္ဂလာဆောင်ပွဲကိုကျင်းပခဲ့ပါဗျ။ဒါပေမဲ့သိမကြခင်မှာပဲအစောတော့ anonymous ကသူယူထားတဲ့မိန်းကလေးကိုကွာရှင်းလိုက်ပြန်ပါတယ်။ဒါကြောင့်မယ့်မိန်းကလေးတယောက်ကိုယူပြီးတော့ချက်ချင်းကွာရှင်းခဲ့တယ်လို့ပြည်ထနာတွေတက်ခဲ့ကမီဒီယာတွေကနေတစင်ရှင်းခဲ့ရပါသေးတယ်။ ထူးခြားတဲ့တကူကအစရောနော်နီမန်ဆာမိမနဲ့ကွာရှင်းပြီးမှဗီဒီယိုအစမှာပြောခဲ့တယ်လို့ပဲဇက်တိုက်ဆိုသလိုနေမကောင်းဖြစ်နေခဲ့ရပါဒါကြောင့်လည်းပရိသတ်တွေကတော့အစရောအနော်နီမတ်စ်ကသူများရဲ့သားသမီးကိုယူပြီးတာဝန်မယူချင်တာကြောင့်ကန်နိုင်ပြီးတော့နေမကောင်းဖြစ်တာလို့ဆိုကြပါရဲ့။အခုတခါမှတော့အစရောအနော်နီမတ်စ်ကသရဏပောင်လေးကိုဝင်ရောက်သွားပါပြီ။အစရောအနော်နီမတ်စ်ကပေါမောက်ခချုပ်ဆရာတော်ကြောင့်မှဦးစင်းဝေးခဲ့ရပဲဖြစ်ပါရဲ့။ အနော်နီမစီရဲ့ဦးစင်းဘွဲနာမည်ကတော့တိဟညာနာလို့သိရပါတယ်။အဆိုပါဘွဲတော်အမည်ကိုတော့ပေါမောက်ခချုပ်ဆရာတော်ကြီးကိုရိုင်းကပေးထားတာလို့ဆိုပါတယ်။အဆိုတော့အနော်နီမစာအခုဆိုရင်လည်းဦးစင်းတိဟညာနာဖြစ်သွားပြီးတော့တင်းတင်းနဲ့တွင်ပြင်းနဲ့တရဏဘောင်ထဲမှာပျော်မွေ့နေပြီဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဦးစင်းလေးအနော်နီမစ်ကိုဘယ်လိုမျိုးမြင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။